မြင့်တန်းရဲ့ချစ်ချင်းသည်အပြစ်ကင်း၏ကိစ္စကကိုအိမ်ကကိုကိုချက်ပြုတ်ကျွေးမွေးရင်းစောင့်ရှောက်နေကြတဲ့ဖိုးဆက်တို့လင်မြားကိစ္စပဲကိုကလည်းဒီကလေးကလာကိစ္စတွေလည်းမပချင်းမောင်းဒါပေမဲ့ဖိုးဆက်တယောက်မလို့အဖက်ဒေါ်သဖြစ်မှလည်းပူတယ်သူ့သမီးကလေးဆိုတာကလည်းကိုကပဲကောလိပ်ကျောင်းထားပေးခဲ့လေတော့ကိုသမီးလိုလည်းဖြစ်နေတော့ဝင်းပါရတော့တာပေါ့ဒီလိုဗျ ုဆက်သမီးလေးရင်မီးကတက္ကသိုလ်ကဖွဲကလေးရပြီးတော့ထက်တံပြဆရာမလှုပ်တော့တယ်မိထီလာနာမှာဆိုတော့အဲ့ဒီမှာနေတဲ့ဖိုးဆက်ကြီးညီအငယ်ဆုံးကောင်ကြော်စိန်တို့မိသားစုနဲ့နေတယ်ပေါ့တလနှစ်လတစ်ခေါက်နှစ်ခေါက်လောက်ဒီကိုပြန်တပေါ့ဗျာဒီလိုမဟုတ်လဲဖိုးဆက်တို့လင်မယားကဂျုံထဲကဝင်တွေ့တတ်ကြတယ်ဟိုကကြော်စိန်တို့လင်မယားကလည်းတသမီမရှိလေတော့ရင်မီးကိုအလွန်ဆောက်ရှောက်တာကြော်စိန်ဆိုတဲ့ကောင်ကเจ้าเสียหลู่ด้วย ခုတော့မော်တော်ဆိုင်ကယ်တစ်စီးနဲ့ရွာရိုးကိုပေါက်လှည့်ကျူရှင်ပြသနေတယ်ထင်ပါရဲ့ဖိုးဆက်လို့မဟုတ်ဘူးဟိုကောင်ကဝါဝါဖိုင်ဖိုင်နှစ်ဖူးကပြောင်းပြောင်းသူ့မိမကလည်းဈေးထဲမှာဖနှက်ဆိုင်နေပါလေရှိတယ်ဒီတော့ရင်မီအဲ့ဒီမှာနေရတာအလွန်အဆင်ပြေပေါ့ဒီနေ့တော့ကြော်စိန်ပေါက်ချလာတယ်အမှန်တော့ကြော်စိန်လာတာကအဆမမဟုတ်တာဒီကောင်ကဒီဘက်လာလာပြီးဂျိုးပြစ်ဂျိုးတဲ့လှုပ်တတ်တယ်ကိုချန်ထဲမှာသူ့ချက်ကားကလေးထားပြီးတနေကုန်တောင်ရိုးတက်ပြီးဂျိုးပြစ်လေးရှိတယ် ီတခါတော့အဲ့ဒါလိုမဟုတ်ဘူးအဲ့ဒီတော့ကကိုရင်မောင်တင့်သားလည်းရောက်နေတာကိုကျော်စိန်နဲ့ကိုရင်မောင်တင့်သားကလည်းအဖွဲကြတယ်နှစ်ယောက်စလုံးကတောက်လဲတောက်နိုင်တယ်ဗျအဲ့ဒီနေ့ကတောင်ကိုတွေဝေးနေတာနဲ့ပဲကိုလည်းလမ်းလျှောက်မထွက်နိုင်တာနဲ့နောက်ဖေးဝရန်တာမှာကိုရင်မောင်တင့်သားနဲ့စကားသက်မီပြောနေကြတယ်အဲ့ဒီတော့ကျော်စိန်ရောက်လာတာပဲဒီတော့လေကိုရင်မောင်တင့်သားကသူနဲ့ပါလာတဲ့ဝီစကီဒဗလင်ဖောက်ပြစ်သွားတာပေါ့အဲ့ဒီတော့ကဖိုးဆက်တို့လင်မယားကညံ့နေသေးသွားကြတယ် လူရင်းပြောရရင်တော့ဗျာကျော်စိန်လာတာကရင်မိယောက်ျားပေးစားဖို့ကိစ္စပဲကျော်စိန်ပြောလို့သိရတာကရင်မိကောလိပ်ကျောင်းနေကလေးကအကောင်ကလေးတယောက်နဲ့ကြိုက်နေတာကောင်ကလေးကလည်းသူ့လိုပဲကြောင်းစိတ်ရတဲ့အရင်ကရန်ကုန်မှာတဲ့ခုတော့ဒီကိုပြောင်းလာတာကိုလဆက်လာလို့ရှိသွားပါတယ်အဲ့ဒါသူကကောင်ကလေးနဲ့လည်းစကားပြောဆိုကြည့်တယ်မကြခင်ကလည်းကောင်ကလေးအကိုကြီးဆိုတာကတာဝန်နဲ့ခီးသွားရင်လမ်းကျုံဝင်လာပြီးကျော်စိန်ကိုပဲကြည့်စီမံပေးဖို့အပ်သွားလေတော့ ကျော်စိန်လည်းဒီပေါက်ချလာတော့တာပဲဒီတော့ကျော်စိန်ကထုံးစံအတိုင်းဒါဆရာကြီးတာဝန်ပဲဆရာကြီးကအသက်အကြီးဆုံးလို့ပြောတယ်ထုံးစံအတိုင်းလို့ပြောတာကိုကိုကနည်းနည်းရှင်းရလိမ့်မယ်တခြားတော့မဟုတ်ပါဘူးအရင်ကတည်းကဒီကောင်ကပြောလေးရှိလွန်းလို့ပါကိုတို့စကားပြောလေးရှိတိုင်းတခုခုသုံးဖြတ်တရားမှတ်ချက်ချတရားများရှိလာခဲ့ရင်ဒီကောင်ကဆရာကြီးဆရာကြီးအသက်အကြီးဆုံးဆရာကြီးမှတာဝန်ရှိတယ်လို့ပြောလေးရှိတဲ့ဗျကိုကအသက်ကြီးလာတော့အမှန်ပေါ့ သို့ပေသည်နေရာတကမှအတိဆုံးတော့မဖြစ်နိုင်ဘူးထင်တယ်။ဒါကြောင့်ဟက်ကောင်ဒီကိစ္စကမင်းတကူးတကနဲ့ငါအိမ်ပေါ်တင်းလာတာမင်းတို့ညီကိုနှစ်ယောက်ကြည့်ရှင်းကြပေါ့လို့ပြောလိုက်မိတယ်။အဲ့တော့မှကျော်စိန်ကဆရာကြီးရဲ့ရင်မိဟာဆရာကြီးသမီးလိုပါပဲ။ဆရာကြီးမပါလို့ဘယ်ဖြစ်မလို့ကိုဖိုးဆက်တော်သားဆရာကြီးလည်းအတိသားပဲ။တန်းရင်မကိုတော့ကျွန်တော်အနေချင်းပြောပြထားပြီးသားပါ။တန်းရင်မကအမေဆိုပေသည့်ဆရာကြီးတို့ကျွန်တော်တို့တင့်နေထင်ရင်ပြီးလာပဲလို့ပြောဘူးတယ်။ ကိုပိုးဆက်ကသာသူသမီးကလေးငယ်သေးတယ်ထင်နေတာကျွန်တော်ကြီးပြောရင်ထထိုးနေမှာဗျလို့ပြောတယ်ကိုကလည်းရဲ့ရင်မင်းစေတနာကထိုးရင်ထိုးငါ့ကိုထိုးစီတော့ဆိုတဲ့စေတနာမျိုးမဟုတ်လားလို့ပြောလိုက်မိတယ်အဲ့ဒီခါကိုတို့ပြောတာနားထောင်နေတဲ့ကိုရင်မောင်တင့်သားကနေသားမအောင်ဦးလေးစင်ရဲ့သူတို့ချင်းကကြိုက်နေကြတာမဟုတ်လားဘာပြဿနာရှိလို့တုံးလို့ဝင်မေးတယ်ဒီတော့ကြော်စင်ကရှင်းပြတယ်ဒီလိုကဖိုးဆက်ကြီးကသူသမီးကိုဆိုင်ကဝဲလာတဲ့ကော်ဘက်ရုပ်ကလေးများလို့ မှန်ပြီ ਉਹ တဲ့ထက်ကြည်နေကျင်တာသူတက်သက်သူသမီးလေးကိုဒီလိုပဲထားကျင်တာဒီလိုပဲထားကျင်အောင်မကဘူးဒီလိုပဲနေလိုက်မယ်လို့လည်းထင်ထားတာဒီပြင်တက်တက်ပြောရရင်တော့ကွာမင်းနဲ့မင်းဆရာဝင်ပါလေဗါတဲ့အမလီဟုတ်ပြီမင်းတို့နေတာထိုင်တာမျိုးလဲသဘောကျပုံရတယ်တကားကယင်မိကိုတောင်ပြောသေးဆိုပဲဦးလေးတင့်သားနဲ့သူ့မိတ်ဆွေဆရာဝင်ပါကလေးကိုကြည်စမ်းဘလောက်သဘောကျဖို့ကောင်းတယ်လေတဲ့ဒီတော့ကိုတို့တော့မျက်လုံးတွေစိုက်သွားကြတယ် ပြီးမှကိုကကိုရင်မောင်တင့်တာကိုပြောလိုက်မိတယ်။ကဲဒီကိစ္စမင်းလက်ပါတယ်။ဖိုးဆက်တိုးလင်မယားပြန်လာတဲ့အခါဖိုးဆက်ကြီးကိုနားဝင်အောင်ရှင်းကြသေးတာပေါ့။ကိုတို့လည်းဖိုးဆက်တိုးလင်မယားဈေးကအပြန်ကိုစောင့်ကြရင်စကားဆက်ကြတဲ့အခါကိုရင်မောင်တင့်တာကဘာဖြစ်လို့ကျွန်တော်နဲ့အမလီရဲ့ဆက်ဆံရေးကိုဦးလေးဆက်ကသဘောကျရတာလဲလို့ကျော်စိန်ကိုမေးတယ်။ဒီတော့လဲကျော်စိန်ကရှင်းပြတယ်။ငါလည်းအသေးချာတော့မပြောနိုင်ဘူး။ တခါကဖိုးဆက်ကြီးကသူသမီးကိုအိမ်အောင်ရေးအကြောင်းဖာအကြောင်းပြောတော့ငါရှိတယ်မင်းတို့ကိုနမူနာပေးပြောတာကြားရဘူးလေသမီးဦးလေးတဲ့တာကိုကြည့်တဲ့သူနဲ့သူမိတ်ဆွေဆရာဝန်မလေးကခုချိန်အထိတယောက်နဲ့တယောက်တငယ်ချင်းတွေလိုပဲတဲ့သူတို့ဟာငငယ်တဲကအတူကြည်လာကြပြီးတငယ်ချင်းတွေဖြစ်နေကြတာခုထိပဲတဲ့အဲ့ဒီချစ်ချင်းဟာအပြစ်ကင်းနေတဲ့ဒီတော့အနာကနားထောင်နေမိတဲ့ငါကမနေနိုင်လို့ဝင်ပြောမိသေးတယ်။ကောင်းတော့ကောင်းမှကွာတို့ပေတိ လူတိုင်းနေနိုင်တဲ့ကိစ္စမျိုးမှဟုတ်တာလို့ပြောလိုက်မိတယ်။ဒီတော့ကိုရင် မောင်တင့်တန်ကပြုံးနေကျော်စိန်ကပဲဆက်ပြီးမင်းတို့ဟာကဘာခေါ်လဲပလာတိုနစ်လားလို့မေးတယ်။ကိုကတော့ဘာမှမသိဘူး။သူ့ပဲမှမသိတယ်လို့သိတယ်လို့နေလိုက်တယ်။ကိုရင်မောင်တင့်တန်ကပြုံးလို့တန်နေတော့တာကိုဒီတော့ဖိုးဆက်တို့လင်မယာပြန်လာတယ်။လာတာနဲ့တန်းရင်မကအရေးကဲတိတော့သူ့ယောက်ျားကိုသွားဆရာကြီးတို့နဲ့စကားပြောရေးကျမအမီးလုပ်ပေးမယ်လို့ပြောရင်ဖိုးဆက်ကိုကိုရိုးစီလွတ်လိုက်တယ်။ ဖူးဆက်ကကိုရုလိုအရက်ကြိုက်တတ်တာမဟုတ်ဘူးဘီယာကလေးတပလင်းလောက်ကိုတနားရီလောက်ကြောင်တောက်တဲ့လူမျိုးဖူးဆက်ကကိုရုဝိုင်းမှာထိုင်မဲ့လုံရင်ဘာတွေများစင်းနေနေကြတာရောလို့ဆိုတယ်ဒီတော့ဖူးဆက်အတွက်ဘီယာပလင်းဖောက်နေရင်ကိုရင်မောင်တင့်သားကဦးလေးဆက်သမီးယောက်ျားပေးစားဖို့ကြောင်ပြောနေကြတာလို့တဲတဲကြီးပြောလိုက်ပါလေရောဖူးကျော်စင်ရောကိုပါဘာပြောရမှန်းမသိဖြစ်သွားတယ်ဒီနေ့မှာဖူးဆက်ကလည်းစိတ်ကောင်းဝင်နေပုံရတယ်ကောင်းသားပဲဒါထက် မောင်ရင်တို့ကတော့ဘယ်တော့လက်ထက်ကြမှာတုံးလို့ကိုရင်မောင်တဲ့သားကိုပြန်နောက်လိုက်တယ်ကျွန်တော်တို့ကကြီးပြီကျွန်တော်ဆိုဒီနှစ်55ရှိသွားပြီအမလီဆိုရင်လည်းကျွန်တော်တဲ့၃နှစ်ထင်နေတာရင်မီတို့ကငယ်သေးတယ်ကြိုက်ထိုင်းမအောင်ကျွန်တော်တို့အေးအေးဆေးဆေးပြောကြတာပေါ့တဲ့ဒီလိုနဲ့တူတူပြောရရင်ဖူးဆက်ကိုသူသမီးအိမ်အောင်ချဖို့ကိစ္စပြောပြသွားကြတယ်ပေါ့ပထမတော့ဖူးဆက်ကြီးကတိတ်မကြိုက်ချင်ဒါပေမဲ့ဒီကိုရိုးပတ်မာကစကားပြောကောင်းတဲ့ចောင်းဆရာလူထွက်နှစ်ယောက်ပါတာကို ကိုရင်မောင်တင့်သားရဲ့ကြောစင်းရဲ့လေအဆုံးတော့ဆရာကြီးတို့တင့်တယ်လို့ပဲဖြစ်ရတာပေါ့ဒါပေတဲ့ဖိုးဆက်ကငိုကလေးကစိတ်ထဲမရှင်းမုံပေါ်နေတယ်ကိုရင်မောင်တင့်သားနဲ့သူ့တငယ်ရင်ကောက်မှလေးကြောင့်မေးတယ်ကျွန်တော်တို့ကတော့ဒီလိုပါပဲဦးလေးဆက်ရချစ်ချင်းမှအနှောင့်အယှက်မထားတဲ့သဘောပေါ့ချစ်ချင်းရဲ့နောက်ဆက်တွဲဖြစ်ဘာမှထည့်မထားဘူးချစ်ချင်းကိုအယူသားဆုံးအနေထားတစ်ခုမှပဲထားတယ်အဓိကကတော့ဒါပါပဲလို့ဖြေးတယ် ဒီတော့မှပဲကိုတို့သုံးအောင်သားအစကတည်းကနားမလဲပုံရတဲ့အကြောင်းတစ်ခုဟာတရဝင်းနားမလဲဘူးဖြစ်သွားတော့တာပဲဒီတော့ကြော်စိန်ကပဲမောင်ရင်ရှင်းတော်ရှင်းအောင်တို့ခေါင်းကြီးအေးထားရမယ့်အရွယ်ကြကမှရှုပ်မထားခဲနဲ့ဟေးတဲ့ပြောတယ်ဒီအခါကိုရီမောင်တင်တန်ကိုကိုဥတီပြီးဒီလိုပြောတယ်ဒီလိုပါတွေရကျွန်တော်တို့အခုနေထိုင်ကြတဲ့လူတွေအားလုံးဟာမချစ်ဘူးတဲ့လူမချစ်ခဲ့ဘူးတဲ့လူမရှိဘူးအချစ်မခံရဘူးတဲ့လူတော့ရှိကောင်းရှိမယ် ဒါကိုတော့ကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့ချစ်ချင်းကိုချစ်ချင်းအတိုင်းလက်မခံညာပဲနောက်ဆက်တဲ့စင်ပွားချက်ကားထားတဲ့နားလည်မှုတွေအနေနဲ့လက်ခံထားကြတာများတယ်ဥပမာချစ်ချင်းကိုပန်းဆိုင်မှုအဖြစ်သွေးသားတော်ဆက်လိုမှုအဖြစ်ပုဂ္ဂလိကကျေနပ်လိုမှုအဖြစ်ပြန်လဲအချစ်ခံရခြင်းကိုတမိုးတစ်ခုဂုံရီတစ်ခုဖြစ်နေပို့ပြီးနားလည်လက်ခံညာတယ်ဒီအခါချစ်ချင်းရဲ့ရိုးခုန်တွေစစ်မှန်မှုတွေပျောက်ဆုံးသွားတယ် ခုမှကိုတို့ဒုက္ခတွေ့တော့တာဒင်းပြောတာရှင်းလေးရှုပ်လေးကိုဘိုးကျော်စိန်ကတော့ចောင်းစရာလူတွက်ဆိုတော့လေကိုတို့ထပိုးနားလဲပုံရတယ်ဒီတော့ तू ကပဲမေးနိုင်တယ်မောင်ရင်ပြောကျင်တယ်ချစ်ချင်းဆိုတာကဘာတုံးဆိုတာပြောအောင်กว่าလို့ပြောတယ်ဒီလိုဦးလေးစိန်ရဲ့ချစ်ချင်းဆိုတာချစ်ချင်းပဲဘာသာစကားနဲ့တိတောက်ထားတဲ့အတိတခုပဲတိတက်ဘာမှမပို့ဘူးတနည်းခက်ကြက်ကြက်ပြက်ပြက်ပြောကျင်ရင်ချစ်ချင်းဟာသမုတ်တိသဘောဆောင်တဲ့အတိတခုပဲ ။ဒါကြောင့်အလွမ်းအဆွေးရေးတဲ့ကဗျာဆရာကြီးတွေကချစ်ချင်းသည်မြဲဤချစ်ချင်းသည်စစ်မှန်ဤစသဖြင့်ရေးကြတာပေါ့။ဟုတ်တာပေါ့ချစ်ချင်းကချစ်ချင်းပဲကိုမြဲတာပေါ့။အတိကဒါပြောင်းလဲသွားတာ။ချစ်ချင်းအပေါ်နားလည်မှုကဒါပြောင်းလဲသွားတာလို့ကိုရင်မောင်တင့်တန်ကဖြေတယ်။ဒီတော့ကိုလည်းမနေသာဘူး။ဟန်ဆောင်လူတက်လူနေလို့မဖြစ်တော့ဘူး။ကလေးကလာဆန်းညင်ဆန်းနေမယ်။မေးတော့မေးရအောင်မလို့သဘောရတယ်။ဒီတော့ကိုရင်မောင်တင့်တန်ကဆက်ပြောတယ် ခေချင်းကိုငယ်စဉ်ခါကဆိတ်လုရှားမှုတွေသွေးသားတောင်းဆိုမှုတွေအခြေခံပြီးလက်ခံတဲ့အခါခေချင်းရဲ့လောဘတွေဒေါသတွေမောဟတွေအများကြီးပဲပြီးတော့ဒီလိုမဟုတ်တော့ဘူးခေချင်းကိုစင်ချင်းတုံတရားနဲ့ကြည်လာကြတယ်တနည်းပြောရရင်တော့ဗာရိယာကြည်တဲ့အခါနားလေတဲ့ခေချင်းဟာတန်မိုးအဖျင်ပြောကြသလန်းဆိုရင်ငယ်စဉ်ကယွယူမမတ်ခေချင်းနဲ့မတူတော့ဘူးတန်မိုးပိုရှိလာတယ်စင်ချင်းတုံတရားနဲ့လက်ခံတဲ့အချက်ဟာတန်မိုးပိုကြီးပါတယ်လို့ဆိုတယ်ဒီတော့ကျော်စိန်က သူ့အကူပိုးဆက်ကြီးကိုနောက်တယ်ဟေးမောင်ဆက်မင်းတမီးယောက်ျားမြန်မြန်ပေးစားရင်ပေးစားမတော်လို့သူ့လိုအတွေးခေါ်မျိုးတွေဖြစ်လာရင်တသက်လုံးယောက်ျားမယူပဲနေလို့မင်းနဲ့ငါအိမ်ဝန်းကန်ကတင်ကျွေးနေရအောင်ပဲတဲ့ဒီတော့ပိုးဆက်ကရဲတယ်ကိုလည်းမနေသာဘူးမေးစရာရှိတော့မေးပြလိုက်တယ်မင်းပြောတာကချစ်ချင်းဟာအတိတကုတက်တက်ပဲဆိုတော့ဟုတ်ပါမလားကွာလို့မေးတော့ကိုရင်မောင်တဲ့သားကဒီလိုလေးဘာတွေရဲ့အစာချီပြီးရှင်းတော့တာကို ချစ်ချင်းမှသိုးတာကောင်းတာမှန်တာမှားတာမရှိဘူးချစ်ချင်းကိုလက်ကပ်သုံးဆွဲတဲ့သူမှသာအဲ့ဒီတံပိုးဖြတ်မှုတွေရှိတာဒါကြောင့်လူတွေမှာချစ်ချင်းရဲ့အနေအထားဟာမတူကြတာပါချစ်ချင်းမှသိုးတာကောင်းတာမှန်တာမှားတာမရှိဘူးချစ်ချင်းကိုလက်ကပ်သုံးဆွဲတဲ့သူမှသာအဲ့ဒီတံပိုးဖြတ်မှုတွေရှိတာဒါကြောင့်လူတွေမှာချစ်ချင်းရဲ့အနေအထားဟာမတူကြတာပေါ့တနည်းပြောရရင်ချစ်ချင်းဟာလက်ကပ်သုံးဆွဲတဲ့သူပေါ်မှာတည်တာ ကိုကြိုက်ကိုဘဝနဲ့ရှင်ပြီးတိဆောက်ယူရတာတထက်ထဲကြားတဲ့ချက်ချင်းနှစ်ခုဘယ်တော့မှမရှိနိုင်ဘူးလို့တောင်ဆိုကြတယ်ခက်လွက်လေပြောရရင်ဘာရင်းနဲ့တော်တော်လေးအကြောင်းပြန်စဉ်းစားကြည့်လေဘာရင်းနဲ့တော်တော်လေးတို့ကလူကြီးတွေပေးစားလို့အကြောင်းပါတာမဟုတ်လားဒါပေမဲ့အိမ်အောင်တစ်ခုရဲ့လို့ဖြစ်လာတဲ့အခါချက်ချင်းဟာသူ့ဘာသာရောက်လာတာပဲဘာရီတို့အိမ်အောင်ရေးရအတက်တက်ဆုံးမြဲတယ်ဆိုရမှာပဲမြဲတာဟာတခြားအကြောင်းတွေကြောင့်ပဲဘာရီတို့ကချက်ချင်းကို ချက်ချင်းထက်ပိုပြီးနေရမပေးခဲ့ဘူးမဟုတ်လားခုတော့ကို့မှာပိုစဉ်းစားစရာဖြစ်ရတာပေါ့သင်ပြောသလိုပဲကိုတို့လင်မယားကြာချစ်တယ်မချစ်ဘူးဆိုတဲ့ကိစ္စကိုတခါမှမေးစမ်းတော့မကြည့်ခဲ့ကြဘူးကိုခုမှရိတ်တာမှဘာဝနာပွားနေတဲ့เจ้าမကြီးကိုနင်းနဲ့ငါနဲ့ချစ်ခဲ့ကြဘူးသလားလို့သွားမေးပြန်ရင်လဲအလကားအော်ခံရအောင်မှာကို့ဘွားမှာကလည်းချစ်တယ်ဆိုတဲ့ကိစ္စဟာတခါကမှမကြည့်ကြခဲ့တာကိုတကယ်တော့เจ้าသားဘွားကဆိုလဲ မျက်စိကြတာတို့ဘာတို့တော့ရှိခဲ့တာကိုဒါကလည်းလူငယ်တို့ဘာသာဘာဝမဟုတ်လားခုမှပဲကိုယ့်ဘာသာစဉ်းစားကြည့်ရတယ်ဘာတို့ချစ်ချင်းဆိုတာငငယ်ကနားလည်ခဲ့တဲ့တတ်မှတ်မှုဆိုတာကတော့ချစ်ချင်းမဟုတ်ဘူးဆိုတာဒင်းပြောလို့သဘောပေါက်မိတယ်လို့တော့ရှိတာအတက်ကပဲ90ကျော်လာတော့စဉ်းစားရတာကိုကတိတ်သိဝင်စားစရာမကောင်းတော့ဘူးရေဆက်လမ်းထဲကတောပြန်ကြီးပေါ်အောင်လင်းပြောတယ်လို့ပြောရရင် ခုနေတော့ချင်းဘာလို့ကြိုက်တယ်ဆိုတာကပိုသိဝင်စားစရာပဲ ဒါပေတဲ့စဉ်းစားကြည့်နေခြင်း ਨੇ အဲ့ဒါကိုကိုကပြောတော့ကိုရင်မောင်တင့်သားကဘာလေးဘသူကစဉ်းစားခိုင်းတာတော့ကို့ဘာမှအကျိုးမရှိတော့တဲ့ကိစ္စတခုကိုဘာလို့စဉ်းစားနေတော့မှာတုံးတဲ့ဒါလည်းဟုတ်တုတ်တုတ်ချစ်ချင်းဆိုတာကချစ်ချင်းပဲတဲ့ဘာမှမဟုတ်ဘူးတဲ့ဒီတုံးတန်းရင်မှာရောက်လာတော့စကားပြတ်သွားကြတယ်ဖိုးဆက်ကြီးကသူ့မိန်းမကိုသူ့တမီးအိမ်အောင်ချဖို့ကိစ္စပြောတယ်ကျော်စိန်နဲ့ကိုရင်မောင်တင့်သားကခက်လန်းလန်းကပြန်နေကြတယ်ငှက်တအုပ်ကိုကြည့်ပြီး ဂျိုးတဲ့တဲ့အကြောင်းပြောနေကြတယ်။ကိုကတော့တောင်ရုံနောက်ဘက်ကိုဝင်တော့မဲ့နေအောင်ကြီးကိုကြည့်ပြီးတာယာနေမိသလားဝမ်းနဲ့နေမိသလားမသိဘူး။စဉ်းစားစရာမလိုဘူးလို့ဆိုကမှစဉ်းစားစရာတွေအပုံကြီးပဲ။မအိတ်ခင်တော့မိုးကတော့တပြားလောက်တော့တောက်မှထင်နေဒီတိုင်းဆိုအိပ်ပျော်တော့မှမဟုတ်ဘူး။မြင့်တန်းရဲ့ချစ်ချင်းဒီအပြစ်ကင်းဤ